မင်္ဂလာပါမင်္ဂလာပါကုမြတ်ကျော်ကြီးခေဘာလီထူးလေဗျအဲကဘာစစ်ကြည့်ရောစမလာမသိဘူးလာဒီဒီတိုင်းရေးပြည်အားဖျားဖျားအစီအစဉ်မှာကဘာစစ်နဲ့စဖွင့်ရမယ်သဘောရှိနေတယ်ဟလားအဲ့ဒီသဘောတက်ရောက်နေတာပေါ့ဗျာတဲ့ကဘာစစ်ကြီးစပြီဆိုဘာဒီမျက်ပြစ်လို့ကဘာစစ်ကြီးစပြီလားမသိဘူးဆိုတဲ့ဟာကတော့လက်ရှိဗျာတနည်းအားဖြင့်อืมအစ္စရေးကအီရန်ကိုထုတ်ထည့်လိုက်ပြီဟာစော်ပြီလားဟာစော်လိုက်ပြီစော်လိုက်ပြီဟုတ် ဲ့တော့ဒီအစ္စရေးကဒီအီရန်ကိုဆလိုက်တဲ့နေရာမှာပေါ့နော်သူ့ရဲ့ဒီနျူကလ িয়ার စိတ်ရုံနေနျူကလ িয়ার ကိုတတ်မှတ်ထားတဲ့နေရာကြီးပေါ့နော်အဲ့ဓာတွေကိုသူကစော်ထလိုက်တာလူဝီနီယန်တပ်စင်တဲ့စိတ်ရုံကပေါ့နော်အဲ့ဒီမှာသူတို့စော်လိုက်တဲ့အထက်မှာဒီအီရန်ရဲ့စစ်ဦးစီးချုပ်ဟိုစိန်ဆလာမီနဲ့ဟာအီရန်စစ်တပ်စစ်ဦးစီးချုပ်မိုဟာမက်ဘာဂရီတို့ကြာသွားရင်သိရတယ်အီရန်ပြန်မစော်ဘူးလားအာပြန်စော်တာပေါ့ဟာလားပြန်စော်တာပေါ့ ဒီတော့ပထမဆုံးကတော့သူတို့တန်းပြီးတော့ ready မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ Israel ကဆိုရင်ကတည်းကအီရန်ကိုဒီလိုဖြစ်တိုင်းဆော်မယ်ဆိုတော့ကြိုတင်ပြီးတော့သူတို့အကျညာထားတာရှိတယ်ပေါ့နော်အဲ့တော့သူတို့တကယ်ဆော်လာတဲ့အချိန်မှာအီရန်ဘက်ကလည်းဒီနေ့ပြန်ပြီးတော့ဆော်တယ်လို့သိရပါတယ်အဲ့ဒီမှာသူတို့မှရှိတဲ့ဒီမဆိုင်ဒုံးတွေပေါ့နော်အဲ့ဒုံးတွေနဲ့ဒုံး100တော့ဣဘာဘောအစ္စရေးကိုပြန်ပြီးတော့စော်ထိုက်တယ်လို့သိရတယ်ဗျအမေရိကန်ဝင်မချဘူးလားအဲ့လောလောဆယ်တော့အမေရိကန်နေနဲ့ဝင်မပါဘူးလို့တော့ဟုတ်ဒီနေ့တဲ့တဲ့မှာဝင်ချပြီးပြောတယ်နော်အဲ့ မူရင်းသူတို့ပြောထားကြတဲ့အခါတော့အမေရိကန်ဒီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝမ်းမပါပါဘူးလို့ပြောထားတဲ့စကားပေါ့နော်အဲအဲ့စကားကတော့ရှိတယ်နိုင်ငံမှုကြီးကပြောထားတာကြောက်ကြလိုက်တယ်အဲ့စကားကတော့ရှိတယ်ဒါပေမဲ့လို့ဒီအစ္စရေးနဲ့အမေရိကန်ဒီအတွဲလိုက်ဆိုတာကတော့တကဘာလုံးကြီးတကဘာလုံးတည်ပြီးသားပါကုလသမဂ္ဂကြီးအရောစိုးရိမ်လာလို့ဈေးကြီးလာလို့ဈေးပြေးလိုက်ပါဈေးကြီးကသူကကုလသမဂ္ဂဆိုတာကလည်းသူ့နေရာကရှင်လို့ပြောဘာမှတက်ပြတ်တတ်တာ အရှင်ဝင်နေတဲ့အင်ထားတွေထီးရအကူညီပေးနိုင်တဲ့အင်ထားတွေမရှိပါဘူးတကားဖွင့်လိုက်ပေးလိုက်ဟုတ်ကဲ့ဟုတ်ကဲ့သူတို့လိုတဲ့အခါမှာဖွင့်တယ်သူတို့မလိုတဲ့အခါမှာပိတ်တယ်ဆိုတာမျိုးပေါ့နော်ဒီရောအဲ့ဒါကြီးလည်းတိတ်ပြီးရောညှော်လင်းလို့မရပါဘူးခင်ဗျာကဘာစစ်ပြောလို့အရှိတောင်အာချမှာပေါ့ထိုင်းနဲ့ကမ္ဘောဒီးယားအော်ထိုင်းနဲ့ကမ္ဘောဒီးယားကလည်းဖြစ်နေပြီဗျာဒီတော့ထိုင်းနဲ့ကမ္ဘောဒီးယားကလည်းဘယ်တော့ဒီအချင်းတွေဆိုးလဲဆိုရင်အခုဆိုရင်ကမ္ဘောဒီးယားဘက်ကနေပြီးတော့ဒီထိုင်းနိုင်ငံကနေယူထားတယ်ပေါ့နော်ဒီရဲ့စစ်ပင်ပညာကုကောက်ပေါ့လေအဲ့အရာတွေကိုသူတို့ကလုံးဝအောင်တော့ကတော့လုပ်လိုက်ပါဘူးဟိုတလောကဘာလဲ ပါကစ္စတန်နဲ့အိန္ဒိယပါကစ္စတန်အိန္ဒိယပြဿနာရှိတယ်ယူကရိန်းနဲ့ရှရှားပြဿနာရှိတယ်ရှရှားတောင်တရုတ်ပင်လယ်ကိစ္စရှိပါတယ်ဂါဇာဟုတ်ကဲ့ဂါဇာအနောက်ကဟုတ်ကဲ့တရုတ်ကနေပြီးတော့ဖိလစ်ပိုင်ငင်းပွားမှုပြဿနာဟုတ်ကဲ့ BNN မှာတရုတ်စံကြီးဆန္ဒပြပွဲတွေဖြစ်နေပြီဒီတရုတ်ရဲ့ယင်းနေပြုနယ်မှုတွေကို BNN ကနေပြီးတော့စုပုံပြီးတော့မိရှုပ်ပိုက်နေပေါ့ဗျာနော်ဒီအဲ့အရာတွေကိုလည်းယင်းနေပြုနယ်မှုနောက်ဆုတ်ဖို့ BNN ဆက်ပြီးတော့ချနေပေါ့နော်ဆိုမိုက်တယ်နော်အဲ့တော့ ကျွန်တော်ဒီဘက်မနော်ဒီမြန်မာပြည်ရဲ့အနေထားမှာကလည်းအဲ့ဒီရဲ့ဂရက်နေတာတော့လာမှာပါပဲအဲ့တော့အရှိလေပိုင်းစစ်တီယခုကိုပဲစတင်ပြီးတော့ကိုယ့်ကကိုယ်ကပေါ်စပေါ်စပြုတ်နေပြီပေါ့နော်ဒီတော့ယူကရိန်းရဲ့ရှမ်းမှာကလည်းဘူးချင်းဒီအစင်မပြေသေးပါဘူးဒီတော့စစ်ရဲ့ဗဟုချက်တီကျွန်တော်ဒီအရှိတော့အရှဘက်ကိုစတင်ပြီးတော့ဟိုဖြစ်ပွားလာပြီလားမိစဖြစ်ဖြစ်ပြီလားပေါ့နော်မဟုတ်ကဘာစစ်ပြစ်တာအကြောင်းမဟုတ်ဘူးမြန်မာပြည်သူတွေထမင်းငက်နေတာပြဿနာ ဒါပေမဲ့ငတ်ငတ်အောင်လုပ်နေတာပြဿနာဟုတ်ပါတယ်။နော်ကဘာစစ်ကြီးဖြစ်ရင်ဒီကောင်တွေကလက်နက်တွေလက်နက်စမ်းတွေထုတ်သုံးမယ်လက်နက်ဈေးကွက်ကြီးချက်ထွင်မယ်နော်အခုဟိုချင်းပြောရင်တော့လက်နက်ဈေးကွက်ချက်ထွင်ဖို့ပဲစစ်တွေကိုတမင်ဖြစ်နေသလားမှန်အောင် ဒါလည်းရှိပြီးသားလည်းမပြောတော့ပါဘူး။အဲအဲ့ဒါတွေကကျွန်တော်တို့နည်းနည်းဝေးတယ်ကွာ။ကျွန်တော်တို့ရဲ့ကျွန်တော်တို့ဘတ်ချန်လေးပေါ့ကျွန်တော်တို့နိုင်ငံပေါ့ကျွန်တော်တို့အခုဆိုရင်အာရှဒေတာတွေဟဲ့လားကျွန်တော်ပြောပြီးပြီဒါဒါတော်လေးဒါသပီသူလူလူဒီလောက်လေးသိရပြီ။ဟုတ်ကဲ့။ဟိုပြည်တွင်းပြည်တွင်းအခြေအနေပြည်တွင်းတော်လိုင်းအခြေအနေအဲပြည်တွင်းမှာကလည်းပြည်သူလူလူကတော်လေးဒုက္ခရောက်နေပြီဗျ။အေးဒုက္ခရောက်တာတတ်ထက်ပြီးတော့ပြဿနာကဘာလဲဆိုတော့ဈေးခွက်ဈေးခွက်ဟုတ်ကဲ့။အဲ့ဒီမှာလည်းဈေးခွက်ကဘာလဲသိလား။ဟုတ်ကဲ့ပြောကြည့်ပါဦး။ တို့ရံမုံငွေကောက်ပြီး60ရာခိုင်နှုန်းယူခဲ့60ရာခိုင်နှုန်းပဲလူတယ်ဆိုတော့ပြည်တနာကလည်းတော်လည်းအအတွင်းမှာခရက်ရိုက်ခဲရိုက်နေတဲ့ကိစ္စလေးရှိပါဘူးဝက်တမှာလည်းဆန္ဒတွေပြဟုတ်ကဲ့အခွန်ကောက်ကြတာဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ခုကဒါကတော်လည်းခရက်ဟုတ်ကဲ့တော်လည်းခရက်ပြီးတော့ပြည်သူကကျွဲနှကောင်ခတ်တဲ့ကြမြေစာပင်ဟုတ်ပါရဲ့စကားစခရက်ကြတော့ဟိုတော်တော်ဆိုးပါတယ်အဲ့ဒါတော့ အဲ့ဒါကတော့အဆိုးဆုံးအခြေအနေပေါ့နော်အဲ့တော့လက်ရှိပြည်တွင်းမှာကလည်းဒီအီရန်ရဲ့စစ်ဖြစ်ပွားမှုကအစပေါ့အပေါင်းပေါ့နော်ဒီနေ့ဆိုရင်ကျွန်တော်ဒီရွှေဈေးတွေငွေဈေးတွေကိုတော့ပေါ့ရွှေဈေးတွေတက်ကြတက်သွားတယ်ပေါ့နော်ဗဈေးတွေတက်တယ်လေဗမာငွေဈေးကျတယ်လေတအားကျသွားတယ်ဗမာငွေဈေးကကျွန်တော်တို့ပြောခဲ့တယ်ပြောခဲ့ပါတယ် article 33ချောင်း ဟုတ်ကဲ့ဖြစ်လာမဲ့အကျိုးဆက်တွေရှိတယ်စစ်ပွဲကြောင့်မဟုတ်သေးဘူးဒီချိန်ကဟုတ်ကဲ့ဘာအာဒီယာ30ဒီဂရီဆိုတာကရှင်းရှင်းပြောရင်ဒါစစ်အုပ်စုကိုတိုက်တယ်ကွာကောင်းတယ်ကွာသဘောတူတယ်ကွာဒါပေမဲ့ကြက်တွေရှိတယ်ကွာအဲ့ဒီကြက်ကိုပြည်သူလူထုအတိပေးရမယ်ကွာဘာကြောင့်လဲဆိုတော့တရားဝင်ကုန်စည်ပို့လို့မရဘူးဆိုရင်ဒေါ်လာစီးတက်မှာပဲလीတက်မှာပါပဲဘေးကုန်ထုတ်ကုန်မရှိရင်အလုပ်သမားတွေလွတ်လပ်မဖြစ်မှာပဲလीဒါရှင်းရှင်းလေးပဲလीနော်ဟုတ်ကဲ့ဟုတ်ပါ ဆိုတော့ဒေါ်လာစည်းရွှေတွေကကျွန်တော်တို့တက်လာပြီစီစည်းရတယ်ဒါတက်လာပါတယ်တက်လာတာမဟုတ်မကြခင်မှာစီစည်းအစမတန်ထိုးတက်လိုက်တယ်ထိုးတက်အောင်မှာပါထိုးတက်အောင်မှာပါဒါကဘာစီရဲ့ခုနပြောရဲ့ဘာလုံးရဲ့ဘုံတော့ site ဖက်တွေပေါ့နော်အဲ့ဒီရဲ့ခရက်တွေကမြန်မာပြည်မှာတအားတည်တာလာပါတယ်ဒါပေမဲ့ကျွန်မစီစည်းတက်တယ်ပြောတော့ဟိုမှာစီရောင်းနေတူတွေလား စီတူးတဲ့လူတွေရေနဲ့တူးတဲ့လူတွေလားဟုတ်ကဲ့ဝက်လက်ပပပေါ့ဆန္ဒပြကျွန်တော်တို့ဒီရမုံဝေရှာတဲ့အနေနဲ့ဆိုပြီးတော့ပေါ့နော်ကေဂျီကေဂျီကောင်းကေဂျီတွေကောင်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကဒီရေနံပညာကူကပေါ့လေအဲ့လိုမျိုးဟာလေးလေးပါမယ်ရှိပါတယ်ဒီအဲ့ဒီမှာလဲဘုရားပြောမြတ်တာတဲ့တကယ်စီမံခန့်ခွဲမှုတွေရှိအပ်ရန်လိုအပ်ပါတယ်ပေါ့နော်ဟုတ်တယ်အဲ့ဒီဆိုရင်ကေဂျီကဘယ်လိုကောက်ခွင့်ပေးတာလဲအဲအဲ့ဒါကလည်းသူတို့သက်ဆိုင်ရာသက်ဆိုင်ရာတွေကနေပြီးတော့သူသတ်မှတ်ထားတယ်လို့တော့ ယူဆရတာပေါ့ဗျာအတိအကျတော့ကျွန်တော်မပြောမပြောတတ်ဘူးပေါ့ဗျာအဲ့ပစံရောကျွန်တော်တို့တော်လိုင်းကြီးတွေကိုရောက်လာအဲ့အဲ့ကစီမံခန့်ခွဲမှုကိုကျွန်တော်တိကျမသိရပါဘူးဟုတ်မသိရပါဘူးကျွန်တော်ထင်တာတော့ရောက်ဦးရေဗျာဟုတ်ကဲ့တော့နောက်ပြီးနောက်တစ်ခုကပြည်သူကအခွန်ထမ်းဖို့အခွန်ထမ်းဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ဒါပေမဲ့အစိုးရကအခွန်ကောက်ရင်ပြည်သူကိုဘာဝင်ဆောင်မှုပြန်ပေးလဲဆိုတဲ့ကိစ္စလိုအပ်ပါတယ် အမြဲတမ်းလိုအပ်ပါလေ။နော်ကျွန်တော်ပြောတာရှင်းရှင်း။ဒီကကတော့ကျွန်တော်တို့အစိုးရတရက်ဒီပြည်သူပြည်သားတွေအပေါ်မှာခွန်ကောက်တယ်ဆိုတာကမင်းတို့တွေဟွန်းငါတို့ခိုင်းတာကိုငါတို့ကိုအစီအပြေအောင်လုပ်ပေးငါတို့မြတ်တာလုပ်ပေးငါတို့ခိုင်းတာပြန်လုပ်ပေးဆိုပြီးအဲ့လိုလုပ်ပေးဖို့အတွက်ကိုကျွန်တော်ကအခွန်ပေးခြင်းပဲဖြစ်ပါလေ။အကယ်၍မိမိရလို့မလို့ငါတို့ကမိအတွက်ကိုဘယ်လောက်ပေးရမှာလဲအခွန်ပေးလိုက်ပြီ။ဟုတ်ပြီအဲ့ဒီဟာကိုငါတို့မိပုံမှန်ရအောင်လုပ်ပြီးဆိုတာအစိုးရတရက်တောက်တာ။ဒါပေါ့ ပြည်သူဘယ်လိုဝန်ဆောင်မှုပြန်ပေးလို့လဲဟုတ်ပါတယ်ပြည်သူစီကအခွန်ကောက်တယ်အခုစစ်တပ်လိုဆောက်ချိုးတွေလုပ်လို့မရဘူးမရပါဘူးမီးမလာဘူးမီတာကောက်တယ်ဟုတ်ကဲ့ရေဝ၆ထပ်တိုက်ပေါ်ထန်းတင်ရတယ်ရေမီတာကောက်တယ်ဟုတ်တယ်နော်ကိုပတ်ဆက်နဲ့ကိုဆိုင်ကယ်ဝယ်စီးတယ်စက်ကြီးကောက်တယ်အော်ဟုတ်ကဲ့ဆိုင်ကယ်ဆိုလို့ဗျာဒီနှစ်ခုကလည်းအံဝစရာဗျာอืมကျွန်တော်တို့ဒီမုံဘာတထုံဘောနော်ဟောတထုံပါတထုံအောက်ကျင်းပေါ့နော်တထင်းအောက်ကျင်းရက်ွက်မှာတဲ့တထုံဆိုဝင်ပြင်းနေတယ်ဝင်ပြင်းနေတယ်မှာပေါ့ ဒီတော့ license မဲ့ cycle zero ဆိုပြီးတော့ဖမ်းလိုက်တာဖမ်းလိုက်တာဖမ်းပြတယ်စိုးတယ်ဗျဟာခုချင်းရတော့တော်တော်လေးစိုးစိုးဘာလို့လုပ်ရလဲဒီတော့အဲ့ကဒီတထုံအောက်ချင်းပေါ့နော်တထုံအောက်ချင်းရက်ွယ်အောင်မြေရွှေဘုံနှစ်လမ်းမှာရှိတဲ့အသက်50အရွယ်ဦးဝင်းစောဦးကိုဦးစောဦးဝင်းစောဦးကိုသူက license မဲ့ cycle zero ဆိုပြီးဖမ်းလိုက်တယ်ဟုတ်ကဲ့အဲ့ဖမ်းလိုက်တဲ့နေရာမှာဖမ်းနေဆိုရင်လေဒါဖမ်းနေရတယ်နည်းနည်းလေးထားပါတော့သူတို့ရဲ့ဥပဒေပေါ့ဗျာထုတ်တဲ့ဘက်ချက်ပါတော့ အဲ့ဒီအပြင်ကိုဗျာသူတို့ကဒီဒီအစားရေစာအကုန်လုံးဖြတ်လိုက်တဲ့အဆင့်ထိအောင်ဟောဓမင်းငတ်ထားတယ်ဓမင်းငတ်ထားတယ်အင်းအဲ့တော့ဓမင်းငတ်ထားတဲ့အချိန်မှာနောက်ဘုရင်နှိမ့်ဆက်မှုလည်းပါတာပေါ့နော်အဲ့ဒီကလူကဆုံးသွားတယ်နှိမ့်ဆက်မှုလေးပေါ့နှိမ့်ဆက်တာနှိမ့်ဆက်တာဗျာဘယ်သူကနှိမ့်ဆက်တာအဲ့ဒီကသူတို့ဖန်ထားတဲ့ရဲပေါ့ဗျာနော်အဲ့ဒီရဲကဘယ်လိုပြောပြီးနှိမ့်ဆက်လဲဆိုတော့ မင်းဟောပေါ့ तू ကမေးတာဝတ်တောက်တွေကတခြားသူတွေလည်းစီးရတယ်။အင်းမင်းတို့ပေါင်တွေလည်းလက်ရှိဝတ်တောက်တွေစီးကြတယ်။ဟောရဲတယ်လည်းစီးတာ။ရဲတယ်လည်းစီးတာ။ဖုံးကြီးတွေလည်းစီးတာ။ဟုတ်တယ်။ तू အဲ့ဒါကိုပြန်ပြောတဲ့ဗျာ။အော်။အဲ့လိုပြန်ပြောတဲ့အညိုးနဲ့အစာရေစာမှာဖြတ်တော့ပိုက်တယ်ဗျာ။အော်။အဲ့ရောက तू ကဒီအစာရေစာဖြတ်တော့ပြင်ဆင်မှုနဲ့ပဲတင်ဆုံးသွားတဲ့အစီအဖြစ်သွားတာ။အဲ့ရဲစကနေကိုမီးရှို့ရတော့မီးရှို့ကကြာပြီ။နော်ထားတော့ထားတော့အဲ့အဲ့ဒါကျွန်တော်ပြောတယ်မမြောက်ပြီးတယ်ပြော။ဟုတ်ကဲ့။ဒါတော့နော်အဲ့ဝတ်တောက်ဆိုင်ငယ်ဖမ်းမှုကိစ္စအပြင်ကျွန်တော်ရန်ကုန်ကြောင်းကိုကျွန်တော် ိစာကြည့်လိုက်ဟုတ်ကဲ့ခင်ဗျာရန်ကုန်မှာဘာတွေဖြစ်နေလဲဆိုတော့ဘေးရွယ်ဘေးရွယ်တွေရှိတယ်အော်ဟုတ်ကဲ့ဘေးရွယ်တွေကိုတော့ပြူစောတီတို့တင်းပေးတို့အများဆုံးထားတယ်အော်ဟုတ်လားတောင်တကုံ87တို့56ထိတ်တို့လိုင်တာယာမာတို့ဟုတ်ကဲ့ဘေးရွယ်တွေကိုတော့သူတို့နဲ့ဗျာသူတို့ခိုင်းလို့ရတဲ့တင်းပေးတွေဝေးပြီးတော့ဘေးရွယ်တွေမောင်းခိုင်းထားတာမျိုးရှိတယ်ဟုတ်ကဲ့အဲ့ဒီပြင်ကိုတကယ်ကိုအဆင်မပြေလို့မောင်းနေလို့လည်းရှိတယ်ဟုတ်ကဲ့ခင်ဗျာတော့ဒါဒါမဲ့အဲ့အဲ့ထဲမှာရှိတယ်ကွာဟုတ်ကဲ့နောက်တော့တိုက်စီတွေ ဟုတ်ကဲ့တိုက်စီတွေထဲမှာလည်းဒီတိုင်းပဲဆာယာဖားတွေတတိယပေးတလန်တွေကိုမွေးတာရှိဟုတ်ကဲ့ဆိုတော့အဲ့ဒီမှာမှဘေးတွဲတွေမမောင်းရဘူးဝက်တောက်တွေဖြစ်တဲ့ဘာညာပြဿနာတွေတက်ဟုတ်ကဲ့စစ်တပ်ကဖမ်းခိုင်းနေမင်းအောင်လိုက်ကဖမ်းခိုင်းနေပေါ့နော်ဒါမင်းအောင်လိုက်တကယ်ကြောက်တက်တည်လည်းမရှိတက်တည်မစားမရှိပါဘူးဘုံဘုံကြီးလည်းတော့မဖမ်းရဘူးဘုံကြီးဝတ်တော့ပြန်စီကလည်းနော်ထားလိုက်ပါတော့အဲ့တော့အဲ့ကောင်မျိုးကိုအခုသူက uniform ဝတ်ကားတယ်ပေါ့ဗျာဟုတ် ်ဘာသူ့ uniform ရှိပြီးသားမဟုတ်ဘူးလားဘေးတွေမရှိဘူးရှိတယ်အရင်ပြာလေးလားလို့အရင်ပြာတော့ပြန်လဲလိုက်ဟောဘာဖြစ်လို့လဲအဲ့ဒီ uniform ကလည်းကွာဗျာတာမန်တော့မဟုတ်အော်လောက်ပါအောင်လောက်ပါအောင်သူအဲ့ဒီ uniform ကတော့ဂိတ်ကြီးဂိတ်ကြီးရှိတယ်ဂိတ်နေပြီအော်ဟုတ်ကဲ့ကိုနေစရီဈေးထိတ်မှာပေါ့နော်ဟုတ်ကဲ့အဲဒီတကိတ်လုံးပဲအဲ့ဒီဂိတ်လုံးဖို့အတွက်စစ်တပ်ကိုပေးရတယ်ရဲကိုပေးရတယ်ရက်ကွက်အုပ်ချုပ်မှုပေးရထွေအုပ်ကိုပေးရတယ်ဟုတ်ဗျာအဲ့အဲ့ဒီဂိတ်လုံးတယ်ဗျာခင်ဗျဂိမ်ကူးဖြစ်သွားဟုတ်ကဲ့ဂိမ်ကူးပြီးအဲ့ဂိတ်အဲ့ဂိတ်မှာလာဆွဲနေအင်းကြီးဝယ်ရတယ်အော်အင်းကြီးဝယ်ရတယ်တလားဘလောက်ပေးရတယ် 哦，比爱在老早来过快啥的。哦，这个叔叔我啊。你都去年骗你啦？我哎，我幺二八的，就那么比我四幺二八，他来那里多加了喽。哦，没事喽。ဘီရဲမောင်းစားတာဘီရဲမောင်းစားတာဗျာအဲ့ဘီရဲမောင်းစားတာအဲ့ဒီလူမျိုးတွေကောက်မှာတော့ဘီရဲမောင်းတဲ့သူတွေရတယ်သူကသူတို့စားဖို့လူတွေကျန်တဲ့လူငန်းငယ်ဟာဗျာအဲ့ဒီပြင်ကိုထပ်ပြီးတော့ဒီလူရှိတယ်သူကဘီရဲဂိတ်တွေလုံတယ်အဲ့မှာဂိမ်ဘူးဆိုတဲ့ကောင်တွေရက်ွက်တွေကလူမိုက်လူတော့ကိုးလူကပိုင်းလိုက်ပြီးပူစောတီတွေစက်တက်ကမွေးရတဲ့ကောင်တွေ ဟုတ်ကဲ့တရင်တရင်ဟုတ်ကဲ့ဟုတ်ကဲ့နော်ဒါမျိုးတွေတောင်တကုံမြောက်တကုံအရှိတကုံစိတ်ကန်းလိုင်းတရားရွှေပြည်သားလေကူရန်ကုန်တိုင်းရဲ့စီကျေဘုံမြို့နယ်တွေမှာတုံနေတယ်။ဘာလို့မသိဘူးမထင်နဲ့တော့ပြီးတော့မှမပါပါဘူးကျွန်တော်ကဘေးရလေးမောင်းစားတာပေါ်ဆိုဆောက်ကျိုးချုံနေတာကမသာပေါ့မသာပေါ့မယ်မသာပေါ့မယ်ထားပါအဲ့ဒါထပ်ပြောဟုတ်ကဲ့ကဲရွှေသေးဒေါ်လာစီငွေစီကုန်စင်းလုံးစီစီဟုတ်ကဲ့ကျွေးတဲ့ကောင်ခတ်တဲ့ကြားကမြေစာပင်း ော်လိုင်းကြီးတော်လိုင်းကြီးမှာပေါ့တကယ်ကိုဆွမ်းဆန်းတမန်တိုက်ခိုက်ပြီးတော့အသက်ဆုံးပြီးဆက်နေတယ်ညီငယ်ရဲဘော်တွေလည်းရှိပါရှိပါတယ်တကယ်လေးစားတကယ်လေးစားလို့ကောင်းပါလေဟုတ်ဒါပေမဲ့အဲ့ဒီတိုက်ခိုက်နေတဲ့လူငယ်တွေရဲ့တသက်ဆုံးကြိုးပမ်းမှုကိုခုလုံးလို့အမျက်ထုတ်ပြီးညာညိပြီးတော့ဗျာသိရလားအုပ်စုဖွဲ့တာတွေလည်းအများကြီးတွေ့ရရှိရပါတယ်ရှိပါတယ်ဆိုတော့ကပြည်သူတို့ဖဲလိမ်ပြန်ကြလိုက်ကြဟုတ်ကဲ့ဟိုခင်ဗျားတို့က၄အိမ်ယူထားသေးတယ်ပြည်သူကတအိမ်နဲ့ အဲ့ဒါကိုလင်းကညာနိပြီးတကဖဲပါထတ်လိမ်ကြရင်တော့မကောင်းဘူးမကောင်းတော့ပါဘူးဘလို့မှန်းစင်မပြေပါဘူးမနေ့ကကျွန်တော်ပြောပြောတယ်နော်ဂျိုးတာဘူးဂျိုးတာကြဖို့ပြောကြပါအခုခါလေတိုက်မြာပြက်နေပြီတောက်ချင်ရမကောင်းသေးဘူးဟုတ်ကဲ့အဲ့ဒါကနိုင်ငံသမားဆိုတဲ့လူကြီးဟုတ်ကဲ့တော်နိုင်ငံသမားဆိုတဲ့လူကြီးတွေတော်တော်များများပါအကုန်တော့မဟုတ်ဘူးတကယ်တကယ်စွန့်လို့ပေးဆက်တဲ့လူကြီးတွေရှိပါတယ်တကယ်ရှိတယ်ဟုတ်ကဲ့တကယ်အနှစ်သားပတ်ပါပေါ့နော်မရှိမရှိနေရုံးနေတယ်ရှိပါတယ်အဲ့ဒီကြားထဲမှာမှာ စိုးစံတွေကကြက်ချီချီအဲ့ကြက်ချီတွေကကြီးခါစောက်ကြည့်ဘူးမပြောင်းလားဒီတော့ကျွန်တော်တို့တွေနဲ့ဒီလက်ရှိမင်းအောင်နိုင်ကိုလည်းကျွန်တော်တို့အမြန်ကြာဆုံးစီကျင်းပါပြီအဲ့တော့ကိုကရန်သူကိုတိုက်ရင်ရန်သူပုံကရံမျိုးမိမိဘက်မှာလည်းမဖြစ်ဖို့တော့အထူးလိုအပ်ပါတော့ပါဘာဖြစ်လို့ပြည်သူစီရန်သူကိုတော်လှန်နေတာလဲစက္ကဆောက်တော်လှန်နေတာလဲဒါတွေကိုလည်းကျွန်တော်တို့လက်ရှိအာလုံးတော်လှန်ရေးအင်အားစုတွေကော ဆက်ကဆကိုမချက်ဘူးလန်သူတွေအားလုံးကလက်ခံလေးသားပါလက်ခံပြီးရင်ယန်သူပုံကရန်ယန်သူစောက်ချုံယန်သူလို့တို့မျိုးလို့လို့မလုံးကြပါနဲ့လို့ကျွန်တော်ကဒီညာပြောချင်ပါလေမဟုတ်ပြောလို့နားမထောင်လို့ရလို့ဒီဟုတ်ကဲ့လို့ဒီတမိုင်းမှာခရတိပါလေဟုတ်ကဲ့ဟမ်ဆရာကြီးအောင်ကြီးဘူအောင်ကြီးတွားတာပါပဲမြောင်းနေဦး ADA ကာလာတော့မှာဟာဘူအောင်ကြီးဘူအောင်ကြီးဟုတ်ကဲ့ဒါပေမဲ့စစ်တပ်ကိုဘာဖြစ်တယ်စိတ်ညစ်တာမဖြစ်မားနဲ့ဆိုတာမျိုးခွေးဖြစ်သွားတာ လုံးဝခုဖြစ်သွားပါတယ်။ဂျန်သူဂျန်သူဖက်စစ်တက်ကိုထောက်ခံတာတို့နော်သူနဲ့အတွေ့အတူအမြင်တူအလုပ်တူတာတော့အဆင်ကိုမပြောဘူးနော်ဟုတ်ပါတယ်ပြည်သူရဲ့နာကြီးမှုကအင်မတန်ကျင့်ထန်နေပါဖြည့်စင်းမရှိဘူးဟဲ့တူဟုတ်ပါတယ်ဟုတ်ကဲ့ဒါပါဒါတွေကနိုင်ငံရေးတော်လှန်ရေးစကားတွေပေါ့ဗျာကျွန်တော်တို့တိုင်းပြည်တွေကအခြေခံလူတန်းစားတွေပေါ့တော်တော်များများကလည်းဒီနေ့ဆိုရင်အတ္တိတုတ်ကရောက်ပြီးဘု து အားကိုလို့အဖေခေါ်လို့ခေါ်မှမသိသိပါဘူးစစ်တပ်ကောင်လည်းเจ้าကဟုတ်ကဲ့ ရက်ွက်ဆိုင်မှုလဲကြောက်ကအရင်မှုလဲကြောက်ကကြောက်နေရတဲ့ဘဝပါဟိုဘက်ဒီဇိုင်းတချို့နေတွေမှာဆိုရင်ပတ်ခါပါလဲကြောက်ပါသည်ဟုတ်ကဲ့အဲဒါတော့အဲ့အဲ့ကြောင်းကြီးပြောရင်လည်းရှင်းသွားမယ်ပေါ့နော်ဟုတ်ကဲ့ရန်ကုန်မှာဆိုရင်အခုအလုံတမားတပိတ်ကြီးမဟုတ်ပြီချာဟုတ်ကဲ့ဝါရီအစ်မကြီးရောပါဘူးစောင်းဝင်နေရေးကြက်တဲလာပြီအဲ့ကိုလူမျိုးကြောင့်ပြောမှဒီလုံတမားတပိတ်ကိစ္စကလည်းတော်ပြီးပြည့်တဲ့ဘာလုံးကလိုင်တိုင်းမှာဖြစ်သွားတဲ့လုံတမားကိစ္စပေါ့နော်အဲ့ဒီမှာလည်းတရင်တစ်ခုတစ်ခုရှိနေတယ်ဟုတ် ဲ့ဒီမှာဒီစာရပြခေါင်းဆောင်6ဦးကိုသူတို့ကဆွဲခေါ်လိုက်တယ်ဒီတရုတ်ကုမ္ပဏီပေါ့နော်အဲ့ကကုမ္ပဏီကနေပြီးတော့ဒီရဲကိုပတ်သက်ပေးပြီးတော့ဆွဲခေါ်ခိုင်းတယ်ဆွဲခေါ်ခိုင်းပြီးတော့သူတို့ကိုနှိမ့်နှိုင်းပြီးတော့အစီအပြေပါလေဆွဲဘုံဘုံပေါ့ဗျာလက်ခွေနှစ်ခါအော်ချင်းချောက်အဲချင်းချောက်ပြီးတော့ပြာပေးလက်မှတ်ထိုးခိုင်းတယ်လက်မှတ်ထိုးခိုင်းလိုက်ပြီးတော့ကျွန်တော်စောက်ကျင့်နေစောက်ကျင့်နေစောက်ကျင့်နေဒီတော့ဒီရဲဆိုတဲ့ကောင်တွေကအခုချိန်ထိအောင်မုံမုံရှင်းပါပြီဟုတ်ကဲ့ တရုတ်စက်ရုံတွေ BNL လို့လောက်လာခဲ့ရင်ပြည်သူလူထုအမျက်ဒေါသက ဖြစ်လာခဲ့ရင်တော့တောက်တန်နေမထွက်နိုင်တော့ဟဲ့ဒီတရုတ်ရဲ့လက်ရှိရင်းနှီးမြှုပ်နှံမှုတွေသတိထားပါခင်ဗျားတို့ပြည်သူကမှမျက်နှာမမူကိုအတ္တကိုတပိုးတည်းကြည့်ပြီးအဲ့ကောင်ကြီးကပေါင်းမယ်ဆိုရင်ပြည်သူဒေါသဘာရင်ဆက်ဖြစ်မလဲအကျိုးဆက်ကိုစောင့်ကြည့်တာ BNL ကြီးโอเค ပစ္စည်းမဲ့ဒေါ်သာဟုတ်ကဲ့ဆေးလာဒေါ်သာဟုတ်ပါတယ်ဘာမှမရှိဘူးရောက်နေကတော့မှဘဝမှာဘာမှမရှိတော့ပါဘူးအဲ့လောက်ပဲပြောထားတယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့မြောက်ပြေးနေပြီတော့ဟုတ်ကဲ့တော့တော့ဒီအခြေအနေကြီးအရရမှာဒီကြားကာလတွေပေါ့ဗျာဒါတွေဖြစ်ပေါ်နေတဲ့အချိန်မှာအမေစုဗီဒီယိုကိုရိုက်ပို့ပြီးပြီလားဗျာအပို့ပါတယ်ပို့ပါတယ်ကျွန်တော်ပို့ပါတယ်ဘာလို့လဲဆိုတော့အမေစုကိုကျွန်တော်တို့ကလေးစားပြီးသားပါသူ့ရဲ့ပေးဆက် ဆိုတဲ့ငါခံမှုတွေကိုတမုတ်ထားပါတယ်။သို့တော်ဟုတ်ကဲ့အဲ့ဒါတကယ်လို့ဖြစ်လား။အဲအဓိကကတော့ကျွန်တော်တောင်းဆိုရမယ့်အကံကလက်ရှိအမေစုပါဝင်လက်ရှိနိုင်ငံလုံးမှာရှိတဲ့သူတွေပေါ့နော်အဲ့ဒီအပြင်နိုင်ငံရေးကျင်းသားတွေအများကြီးရှိပါတယ်။ဒီတော့အဲ့ဒါတွေအကုန်လုံးပြည်သူတွေပါအပါလွတ်မြောက်ဖို့ကိုအဓိကကျွန်တော်ကဦးတည်စူးစမ်းချင်တာပါ။ပန်းတပိတ်ပန်းပန်ကြမယ်တဲ့ဟုတ်ကဲ့ပန်းပန်တာ၄နှစ်၅နှစ်ရှိနေပြီအိမ်ပြင်မထွက်ရ၄နှစ်၅နှစ်ရှိနေပြီ ။ဟောမေးကြည့်တယ်ဗောဘာဖြစ်လို့လဲ။ပြည်သူညီညွတ်မှုဗျာ။ပြည်သူကညီညွတ်တာတာတွေကိုလမ်းနေတာပဲ။ဟုတ်ပါရဲ့။ဝင်လာခဲ့ပါရန်ကုန်ကိုဝင်လာခဲ့ပါမန္တလေးကိုလို့တပတ်ဆောင်ကြတာပါခေါ်နေရ။ဟုတ်ပါရဲ့။တကယ်လို့မှအမေစုကိုတကယ်ချစ်တကယ်ချစ်ကျွန်တော်ပြောတယ်ဗောမြင်တယ်။နေပြီးတော့ထောင်တကားတွေကိုရိုက်ချိုးမဲ့သူဘသူရှိလဲ။ဟုတ်ကဲ့။ရိုက်ချိုးနိုင်တဲ့အခင်အချင်းတွေအစီအမံပြင်ဆင်ရပါမယ်။လောက်ရပါမယ်။ဆောင်ရွက်ရပါမယ်။ဟုတ်ပါပြီ။ဒေါအောင်ဆန်းစုကြည် အမေစုခေါင်းစဉ်တက်ပြီးလူရဝင်ကျင်နေတာတော့ရွံ့ရာကြီးပြန်တော့ဟုတ်ကဲ့ဆိုတော့တော့ဘောကျွန်တော်ကဒေါ်လာရင်းကိုရှေ့ရှုပြီးတော့အမြန်ဆုံးတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေရောအမေစုပါဝင်နိုင်ငံရေးအကျဉ်းသားတွေပေါ့အမြန်ဆုံးလွတ်မြောက်ဖို့အတွက်ကိုစစ်နိုင်ဖို့လိုတာစစ်နိုင်ဖို့လိုပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကစီမံဆောင်ရွက်ဖို့ကအဓိကအခုအခြားဥရောပမှာပေါ့ကုလသမဂ္ဂမှာရောအခြားနေရာမှာပေါ့ ဘသူကိုတွေ့မယ်လို့တောင်းဆိုနေတာလဲဆိုရင်အဲအေကိုတွေ့ဆုံဆွေးနွေးကျင်တယ်လို့တောင်းဆိုနေကြပါအဲ့ဒါဘာကြောင့်လဲဆိုရဖြေကိုစစ်နိုင်တယ်လေတုံးတက်ကြပါမြေပိုင်တယ်လေဟုတ်ကဲ့နော်ဟုတ်ကဲ့တောင်း6000တောင်းတော့အစည်းအဝေးတွေလုပ်ပြီးတော့อืมအဲ့တော့ကျွန်တော်တို့နိုင်ငံတွေနေရလဲအမြန်ဆုံးရန်သူစစ်အာဏာရှင်စက္ကဆကြဆုံးမှုတွေကိုစစ်နိုင်ဖို့လိုပါတယ်လို့ပြောကြရင်ねတောင်း6000တောင်းတော့အစည်းအဝေးတွေလုပ်ပြီးတော့ ကျွန်တော်ကပြောမယ်ကြံတာပေါ့ဗျာဟုတ်ကဲ့ပြောချင်နေပြီမဲ့ဆိုရင်တော့ပြောချင်နေပြီမဲ့လူမြတ်ကျော်ရဲ့လူကြီးတွေကိုပြောဝင့်ပေးလိုက်ပါဆိုလို့ကျွန်တော်ကြည်နေတာလို့ပြောရင်အားလုံးကိုကျေးဇူးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ